မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့အတူတူအတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတစ်ခုကိုအသေးစိတ်လေ့လာကြည့်ကြရအောင်ဟုတ်ကဲ့အဲ့ဒါကတော့ဒီမူရမောင်ကိုတမားတယ်ပီလီပင်းမှာလျှောက်ဝဲတုံးနေတယ်အဲ့ဒီရေရငယ်လေးတယ် Naco Submarines ပေါ့နိอืมအဲ့ဒါတွေတဲ့သူတို့ကို American ပြည်တော်စုဘက်ကဘလိုမျိုးအစမင်းမိပညာတွေတုံးပြီးတော့လိုက်လံဖန်ဆီးနေတယ်ဆိုတော့ပေါ့ဟုတ်ကဲ့ကျွန်တော်ရထားတဲ့အချက်လက်တွေ YouTube ကောင်းတော့ချက်တွေထဲကနေဒီရင်ရဲ့တီဆောက်ပုံသူတို့ရဲ့ အန်အောစရာကိုပြောင်းနိုင်စွာပြီးတော့အဲ့ဒီဖန်ဆီးမှုတွေနောက်ွယ်ကနှီးပညာတွေကိုဆွေးနွေးသွားခြင်းပါတယ်ကောင်းပါတယ်ကဲဒီအန်အောစရာလောကတွေကိုစလိုက်ကြရအောင်ခင်ဗျာဟုတ်ပါတယ်ဒီနောက်ခုဆပ်မရင်းတွေဆိုတာကလေအမ်ရေဒါတွေကင်းထောက်လျင်တွေနောက်ကန့်ချေဆောင်တပ်ဖွဲ့တွေအာယုံခံကိရိယာတွေကိုရှောင်ထုတ်လွတ်အောင်လို့အထူးဒီဇိုင်းထုတ်ထားတာအင်းအထူးထုတ်ထားတာတမောင်းမောင်းပြင်းထားတာပေါ့နော်ဟုတ်တယ်ရှိပြီးသားယင်တွေကိုပြူးပြင်းထားတာမျိုးလည်းရှိပါတယ် သူတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့ရှင်းရှင်းလေးတရားမဝင်မူရစေဝါအများကြီးအထူးသဖြင့်ကိုကင်းမော်လေတန်းတဲ့ချီပြီးတဲဖို့ပါပဲသူတို့ကရေငုပ်တင်ပေါ်အစစ်ကြည့်တဲ့လိုမျိုးရေအောက်ထဲလုံးဝမြုပ်သွားတာတော့မဟုတ်လို့ကြားတယ်နော်အများစုက same mind submersibles လို့ခေါ်ကြတယ်ဟုတ်မှန်ပါတယ်အများစုကအဲ့လို same mind submersible တွေပါဆိုလိုတာကသူတို့ကရေမျက်နှာပြင်နဲ့တန်းနေနီးပါဒါမှမဟုတ်နင်းနေလေးနှိမ့်တည်သွားကြတာ အပေါ်မှာနင်းနေပဲပေါ်နေတာပေါ့ဟုတ်တယ်တင်မော့ကိုထဲရဲ့အစေပိုင်းနင်းနေလေဒါမှမဟုတ်တေးသေးလေးမောင်းနေကန်အခေါနင်းတာဝါလောက်ပဲရေပေါ်မှာမြည်ရတော့တယ်ကိုထဲများစုကရေအောက်ရောက်နေတော့အဲ့တော့မျက်စိနဲ့တော့ရေရာနဲ့တော့ရှားရခစ်တာပေါ့အတိအကျပဲအထူးသဖြင့်ပင်လယ်လိုင်းတွေကြားထဲမှာဆွရင်လေသူတို့ကိုမြင်ဖို့ဆိုတာတော်တော်လေးမလွယ်ဘူးဟုတ်မှာပဲဒါကြောင့်မို့လို့ American Bird ကတလောက်အစင်းမြင့်နီးပညာတွေစစ်ဘက်အင်အားတွေတလောက်တုံးနေရတာကိုဟုတ်ပါတယ် အတော်လေးပြင်းထန်တဲ့ကြောင်းနဲ့ချွတ်ကစားဝေးကြီးပဲ음သူတို့ offensive ဖို့ဆိုတာကအမေရိကန်စစ်တပ်ရဲ့ပိုင်ဆိုင်မှုတွေ MH60 Seahawk ရဟယင်းတွေလိုမျိုး ဟုတ်ကဲ့ပြီးတော့အကြာကြီးဝေဟင်ကစွန့်ကြည့်နိုင်တဲ့ MQ9 Reaper drone တွေရေတက်တင်ပေါ်တယ်နောက်ပြီးအားရန်ကောင်းတဲ့ AC130 gunship လို့ရည်ရည်မျိုးတွေထိပေါင်းဆက်ပြီးတုံးရပါတယ်အကုန်ပါဝင်ရတာပေါ့ဟုတ်တယ်ဒီနေ့အဓိကဆွေးနွေးချင်တာကလည်းအဲ့ဒါပဲ ဒီကိုပြောက်ဝင်ဒီကိုဘလုံးနီးလန်းနေတုံးပြီးရှာဖွေတိုက်ခိုက်နေတယ်လဲဆိုတာပေါ့ဒါနီးပညာအရာရောပူပေါင်းဆောင်ရွက်မှုအရာပါတော်တော်စိတ်ဝင်စားစရာကောင်းပါတယ်ကောင်းပါပြီဒါဆိုပထမဆုံးကျွန်တော်စိတ်ဝင်စားတာကအဲ့ဒီနာကိုစားမြေအရင်ထံမှာဘာရှိလဲဆိုတာပဲအဓိကကမွေစီအများကြီးတဲဟုဆိုတော့လေအတွန်ပိုင်းကဘလို့များလဲတစ်ခေါက်မှာကုကင်းစနစ်တန်အထီတောင်တဲလိုက်တယ်ဆိုတော့အံ့ဩစရာပဲဟုတ်တယ်နော်အတွင်းပိုင်းကတော့တော်တော်လေးကျင့်ကြတယ် ဟိုတက်တောင်တက်တာရှိဖို့ထက်အလုတ်ထွက်ဖို့ပဲအဓိကထားတိဆောက်ထားလာပါ။အင်းအင်း။ရှေ့ပိုင်းမှာဆိုရင်မောင်းတဲ့လူတွေနေရာကော့ပီတေးတေးလေးရှိမယ်။လမ်းယွန်ဂီရီယာတွေနဲ့လူတယောက်ထိုင်မောင်းယုံပေါ့။သူ့နားမှာ backup generator လေးတွေထားတတ်တယ်။ engine ရပ်သွားရင်ပြန်လို့ဟုတ်။အရေးပေါ်တော့ပေါ့။ဟုတ်ကဲ့။ပြီးတော့တင်မောသား၄ယောက်ကနေ၆ယောက်လောက်အတွက်အိတ်ဆင်လေးတွေရတတဲ့ဘက်နေနေစားလောက်အစားတောက်ထည့်ဖို့နေရာချင်းချင်းလေးအလဲမှာတော့လောင်စာစီအမွားကြီးထည့်တဲ့ကန်ကြီးတစ်ခုရှိမယ်။နောက်ဆုံးအနောက်ပိုင်းမှာတော့လေးတဲ့ဒီဇိုင်းဂျင်ပေါ့။ အဲ့ဒီလိုအတွင်းပိုင်းနေရာချထားပုံကသူတို့ကိုပြောင်းနိုင်စွမ်းကိုဘလို့အထောက်ကူပြုတ်သွားတာလေခင်ဗျအဲ့ဒါကသူတို့ရဲ့လေမာတဲ့အချက်ပဲသူတို့ကအဲ့ဒီလေတဲ့ engine လောင်စာစီအစာအတောင့်နဲ့တည်လာတဲ့မူရစ်ဆဲအထုတ်တွေကိုတင်ပေါ်ဟန်ချက်ညီအောင်ပြီးတော့ရေထဲမှာအနေဆုံးဖိနေအောင်နေရာချတယ်အလေးချိန်ကိုချိန်ညွှဲ့လိုက်တာပေါ့ဟုတ်တယ်ဒီအလေးချိန်ချိန်ညွှဲ့မှုကတင်ပေါ်ကိုရေမျက်နှာပြင်နဲ့ကတ်နေအောင်သွားနိုင်စေတယ်အဲ့ဒါကရှားရပိုခတ်စေတဲ့အဓိကအချက်ပဲ။ ရေတန်းနေလေရေသားမှမိဖို့ခက်လေပဲကြားရတာတောင်အတက်ရှူကြတယ်လို့ပဲအဲ့တော့ခက်ခဲခဲခဲတိဆောက်ထားတဲ့တင်ပေါ်တွေကိုအမေရိကန်ဘက်ကဘလို့ချားခန့်လေဘလို့လိုက်ဖမ်းလဲဆိုတာကိုစက်ကြည့်အောင်စောစောကပြောတဲ့နီလန်သုံးခုကိုအသေးစိတ်ဆွေးနွေးကြည့်ကြတာပေါ့ဟုတ်ကဲ့ပထမဆုံး scenario 1ကိုကြည့်ကြမယ်ဒါကတော့ AC 130 gunship လေယာဉ်ကိုတုံးတာပေါ့อืม AC 130ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကလေဒီလောက်အင်အားကြီးရဲ့စစ်လေယာဉ်ကြီးကို ီလိုတေးသေးလေးရင်တွေကိုတိုက်ဖြတ်ဖို့တုံးရတယ်ဆိုတာပဲဒါကဒီနာကိုစပ်တီရဲ့ချင်းချောင်းမှုဘလောက်ကြီးလဲဆိုတာကိုပြနေသလိုပဲ AC130 ရတော့နမည်ကြီးပဲသူကဘလိုလျင်မျိုးလဲခမရဘလို့ဒီကိစ္စအတွက်တုံးရတာလဲ AC130 ဆိုတာကအခြေခံကတော့တည်ယူပို့ဆောင်ရေးလျင်ကိုယူပြီးတော့အစစ်မြင့်အာယုံခံကိရိယာတွေစက်တွေရေးစင်းနေတည်ပြီးတော့အာရင်ပြင်းတဲ့လက်နက်ကြီးအများကြီးတက်ဆင်ထားတာပြန်တန်းနေတဲ့လက်နက်တိုက်လို့တောင်းတင်စားကြတယ်အလိုလေ သူကအမြင့်ကြီးပေတရလုံလောက်ကနီဖြစ်မှတ် area အပေါ်မှာအချင်းကြကြဝဲပြန်ပြီးစောင့်ကြည့်နိုင်တယ် persistent sensor overwatch อืมအပေါ်စီရနီမီနီရတာပေါ့ဟုတ်တယ်အဲ့ဒီအေးဆက်နေတဲ့ပင်လယ်ရေပေါ်မှာလှောက်ရှားနေတဲ့နောက်ကိုဆက်ပြတ် engine ကထွက်တဲ့အဖူရှိန် heat signature ပေါ့လေအဲ့ဒါကိုသူ့ရဲ့အနီရောက်ရောင်ကြီးသုံး camera တွေအာယုံခံကြည့်ရတဲ့အလွယ်လေးဖော်ထုတ်နိုင်တယ်အိုးအပူရှိန်နဲ့ရှာတာကိုရှာတွေ့ပြီးဆိုရင်ရဘလို့တိုက်ခိုက်လဲ တင်ဘောတစီလုံးကိုဖျက်ဆီးပစ်တာလားအညာအဖြစ်တော့အဲ့လိုမလုပ်ပါဘူးများသောအားဖြင့်ဖင်းမတ်ရဲ့မောင်းနေစနစ် engine တို့ပန်ကာတို့အဲ့ဒီ proportion ကိုပဲဖျက်ဆီးအောင်ဥတည်ပစ်တာများတယ်ရက်သွားအောင်လုပ်တာပေါ့ဟုတ်တယ်ရည်ရွယ်ချက်ကတင်ဘောကိုရက်သွားစေမယ်ပြီးရင်အထက်ကလူလင်တဲ့မူးယစ်ဆေးတွေကို ဖားမယ်ပေါ့လင်းဘောက weapon system officer WSO ကထိန်းချုပ်ခရီးရာတွေနဲ့ကင်မရာကိုချိန်ရတယ်လင်းမိုးကလင်းရင်ကိုပြင်မှတ်ပေါ်ဝဲနေအောင်ထိန်းပစ်ထားရတယ် ပြီးမှ WSO ကပစ်တာလက်နက်တွေကရောပထမဆုံး30 mm Bushmaster လို့အညောင့်သေးနဲ့စံပယ်ကြည့်နိုင်တယ်တိကျတယ်ဒါပေမဲ့ဖိမက်ကယွိနေတော့လွဲချော်သွားတာမျိုးလေးရှိနိုင်တယ်အဲ့ဒီကကြာရင်ရောပိုပြင်းလာတော့မှာပေါ့ဟုတ်ဟုတ်ပါတယ်ပိုကြီးရဲ့ပြင်မှာဒါမှမဟုတ်30 mm နဲ့မရတဲ့အခါပိုအဖြတ်စွမ်းကြီးတဲ့105 mm Howitzer အမြောက်ကိုသုံးနိုင်တယ်105 mm ဆိုတော့တော်တော်ကြီးတာပဲဟုတ်တယ်သူကပိုကျဲတဲ့ area ကိုထိရောက် တိုက်ပွဲဝင်တင်ကားတွေကိုလောင်ဖြစ်စည်းနိုင်တဲ့အဆင့်ဒီလောက်ကြီးတဲ့အမြောင်းနဲ့မိုင်ပေါင်းများစွာအဝေးကနေလေဘော်ကတည်သေးလေးပစ်မှတ်ကိုထိအောင်ပစ်နိုင်တယ်ဆိုတာတကယ်တော့အံ့ဩစရာနီးဖြစ်နေရပဲဟွန်းပစ်ကတဲ့လုပ်ငန်းစဉ်ကတော့ရှုပ်ထွေးလာအဆင့်တွေတော့ရှိတာပေါ့ဝေဆိုကချိန်နေလိုတာကကြည်ဖြည့်တယ်လေရင်မူးကအတီးပြုတ်တယ်ပြီးမှဝေဆိုက trigger ဆွဲပြီးပစ်လိုက်တာကျွမ်းကျင်တဲ့အဖွဲသားတွေဆိုရင်တော့ဒါကမြန်မြန်ဆန်ဆန်တိတိကျကျလုပ်နိုင်တဲ့လုပ်ငန်းစဉ်တစ်ခုပါ AC 1030တစ်စီးထဲနဲ့တော့ဒီလောက်လုံနိုင်တာအံ့ဩစရာပဲဒါပေမဲ့ပိုလ်ရှုပ်ထွေးတဲ့အခြေအနေတွေအတွက်ပူပေါင်းဆက်စင်းကြီးတွေရှိတယ်ဆိုတော့ဒုတိယနဲ့တတိယနီလန်တွေကအဲ့ဒါတွေလားဟုတ်ပါတယ် scenario 2မှာဆိုရင် AC 130ကအပေါ်ကစောင့်ကြည့်နေတော့မယ်ဒါပေမဲ့သူကပစ်မအချက်လက်ကို NQ9 Reaper drone စီပို့ပေးလိုက်တယ်။အော် drone ကိုတုံးလာပြီဟုတ်တယ် Reaper ကသူ့ရဲ့အာယုံခံကိရိယာတွေနဲ့ ဖိမကုတ်တီချောင်ပြန်ကြည့်အတီဖြူပြီးတော့ပိုပြီးတိကျရတဲ့ half fire missile လိုလက်နက်နဲ့ဖိမကုတ်ဖျက်ဆီးတာဒါမှမဟုတ်ရက်တက်ဆီးတာပေါ့ဒါကပိုပြီးတိကျမှုလိုအပ်ရင်သုံးတဲ့နည်းလမ်း scenario 3ကတော့ဒါကပိုပြီးအလုံးပါဝင်တဲ့ပုံစံမျိုးလားဟုတ်တယ် scenario 3ကပိုပြီးပူပေါင်းဆောင်ရွက်မှုများတယ်ဥပမာ venezuela နားကစစ်စင်ရေးမျိုးမှာဆိုရင်ရေတပ်တင်ပေါ်တွေအာကုန်းရည်နှစ်ထွေတိုက်ခိုက်ရေးရင်လို့ဖျက်တင်ပေါ်လို့မျိုးသူတို့က command center ဖြစ်ဆောင်ရွက်တယ် ืมกูแกมุนี่อ่ะบ่ဟုတ်တယ်ပြီးတော့ MQ9 Reaper drone တွေကအချိန်အကြာကြီးစောင့်ကြည့်ပြီးတလင်းပို့တယ် MH60 Seahawk ရဟယင်တွေကလီမန်စွာတုံ့ပြန်ဖို့အသင့်ရှိနေတယ်တကပပောင်းဆောင်ကနေဖြစ်မှတ်ကိုရှာမယ်ခြေရာခံမယ်လိုအပ်ရင်တိုက်ခိုက်မယ်ဆိုတဲ့ပေါင်းဆက်စွမ်းရည်တစ်ခုပေါ့ဒီလိုပူးပေါင်းဆောင်ရမှုရဲ့အဓိကအားတချက်ကပါဖြစ်မလဲတခုချင်းစီရဲ့အခန်းကဏ္ဍကိုပေါင်းလိုက်တော့ဘလို့ပူကောင်းသွားတာလဲအဓိကကတော့ပိုင်ဆိုင်မှုတစ်ခုချင်းစီတဲ့အားတချက်တွေကိုပေါင်းဆက်လိုက်တာပေါ့ ရေရတင်မောကကိုကဲမှုပေးနိုင်တယ်ရဟယင်တို့ဒုံးကြီးတို့လွတ်တင်ဖို့နေရာလဲဖြစ်တယ် MQ9 drone က24နာရီလောက်ဝေဟင်မှနေပြီးစောင့်ကြည့်နိုင်တယ်တရင်ပို့လိုက်တယ်တိကျတဲ့အလက်နက်နဲ့ပင့်နိုင်တယ်စီးရောက်ကကြတော့စီးရောက်ရဟယင်ကတော့မြန်မြန်ရောက်နိုင်တယ်နီနီကကတ်ရှာဝေနိုင်တယ်တိုက်ခိုက်နိုင်တယ်ဒီလိုပေါင်းဆက်မှုကဖြစ်မှတ်ကိုလွတ်မသွားအောင် ထိထိရောက်ရောက်ဂိုင်းတွင်နိုင်အောင်ခုနီပေးတယ် တခုခုကမက်ချ်ပြတ်သွားရင်တောင်နောက်တခုကဆက်ပြီးချရာခဏနေနိုင်တာမျိုးပေါ့လေ MH 60 CO ရဟရဲ့အကြောင်းလေးနည်းနည်းဆက်ပြောချင်ပါတယ်သူကတင်ဘောဘောကနေပြန်တက်တယ်ဆိုတော့သူရခန်းကန်တာကဘာတွေအဓိကလုပ်တာလဲရှာဖွေရင်းနဲ့တက်ခတ်ရင်းမှဘလို့ပါလဲစီဟုတ်တွေကိုအများအားဖြင့်ရေတဲ့တင်ဘောတွေအထူးသဖြင့်ကုန်းရနှစ်ထွေတက်ခတ်ရေးတင်ဘောတွေပေါ်ကနေလွတ်တင်လေးရှိပါတယ်သူတို့ရဲ့ဘဲကားတွေကိုခောက်သိမ်းလို့ရတော့တင်ဘောဘောကနေရာကျဉ်းကျဉ်းလေးမှာအဆင်ပြေတယ်အော်ဟုတ်ကဲ့ ပြန်တက်သွားတဲ့ဆိုရင်တော့သူ့မှာပါတဲ့အစစ်မြစ်အာယုန်ခံကြည့်ရတဲ့ radar တို့ electro optical infrared sensor တို့ပြီးတော့တခြားယာဉ်တွေနဲ့ဆက်သွယ်တဲ့စနစ်ကြီးသုံးပြီးပြတ်မှတ်ကိုရှာပါတယ်တိုက်ခိုက်မှုလက်နက်တွေကတော့ဘာဒီပါတက်လေခင်ဗျာတိုက်ခိုက်ရေးအတွက်ကတော့အဓိက AGM 114 Hellfire Missile တွေတပ်ဆင်နိုင်တယ်။ဒါတွေကရန်သူရေရင်ကိုအဝေးကနေတိတိကျကျပစ်လိုက်တဲ့အစ်မင့်ဒုံးကြီးတွေပေါ့။ဟုတ်ကဲ့။နောက်ပြီးတော့အားပြင်းတဲ့စစ်တပ်နဲ့ကြီးတွေ .50 caliber တို့ GAU 60 mini gun လိုမျိုးလဲပါနိုင်တယ်။ဒါဒီရဲ့ကျတော့ဒုံးကြီရှင်လောက်တဲ့အမြန်သွား speed ပုံငယ်လေးတွေကိုပစ်ဖို့အနီးကတိုက်ခိုက်ဖို့ဒါမှမဟုတ်ရဟရင်ကိုကာကွယ်ဖို့တုံးတာပေါ့။ဒီ limit တင်နဲ့အာယုန်ခန့်ကြီးတဲ့ရဲပေါင်းစမှုကြောင့် Seahawk ကမြန်မြန်ဆန်ဆန်တိတိကျကျကုန်ပြင်းနိုင်စွမ်းရှိပါလေ။ဒီနေရာမှာကျွန်တော်စဉ်းစားမိတဲ့တစ်ခုရှိရတယ်။အဲ့ဒီ MQ9 Reaper drone တွေကအချိန်အကြာကြီးဝေဟင်မှာနေနိုင်တယ်စောင့်ကြည့်နိုင်တယ်တိကျတဲ့ Hellfire ဒုံးကျည်တွေလည်းပြစ်နိုင်တယ်ဆိုတော့လေ ဒီစီဟော့ရဟရင်ကိုဘာကြောင့်တီးတန့်ထက်ပြီးတုံးနေရတေးရလဲရီပါနဲ့ပဲမလုံလောက်လာတာတော်တော်ခေါင်းနဲ့မင်းကောအဓိကကွာခြားချက်ကစီဟော့မှာရီပါဒရုန်းနေမှာမရှိတဲ့အထူးစွမ်းရည်တစ်ခုပါနေလို့ပါအဲ့ဒါကတော့ရေကူးတင်ပေါ်တိုက်ဖြတ်ရေးစွမ်းရည် anti submarine warfare တို့ ASW လို့ခေါ်ပါတယ် ASW ဆိုတော့ရေအောင်မရှိနေရတွေကိုရှာနိုင်တယ်ပေါ့ဒါပေမဲ့နာကူ submarine တွေကရေမျက်နှာပြင်နားမှာကတ်သွားတာဆိုတော့ဒီစွမ်းရည်ကဘလို့အတုံးဝင်တာလေခင်ဗျဟုတ်ပါတယ် နာကိုဆပ်တွေကရင်ကုန်တင်ပေါ်အစ်စ်မဟုတ်ဘူးဆိုပေမဲ့သူတို့ကိုယ်ထင်အများစုက ရေအောက်မှာရှိနေတာလေစီအောက်မှာ dipping sonar ဆိုတာပါတယ် dipping sonar ဟုတ်ကဲ့အဲ့ဒါကရေတွေကို sonar ကိရိယာတစ်ခုချပြီးတော့ရေအောက်ဖြစ်မှတ်တွေကိုရှာဖွေခြေအားခံနိုင်တယ်နောက်ပြီးတော့ sono voice လို့ခေါ်တဲ့ရေတွေပစ်ချနိုင်တဲ့ sonar ကိရိယာလေးတွေတုံးနိုင်တယ်ဟွန်း sonar တွေတုံးတာပေါ့ဆိုတော့အကြိမ်ပစ်မှတ်ကရေအောက်ထဲနင်းနေပုံငုတ်သွားခဲ့ရင် ဒါမို့တကယ်ရင်ငုတ်တန်ဘောအတီးစားဖြစ်နေခဲ့ရင် စီဟော့ရဲ့ SW ဆွမ်းရေကအရန်ရေးကြည့်လာပြီရှာတွေ့ပြီဆိုရင် တော်ပီဒိုလို့ခေါ်တဲ့ရေအောက်ဒုံးကြီးနဲ့တက်ခိုင်နိုင်စွမ်းအောင်ရှိတယ်တော်ပီဒိုပါပါတာလားဟုတ်ကဲ့ဒီဆွမ်းရေကြောင့်စီဟော့ခါရီပါနဲ့မတူတဲ့အပိုအားတချက်တခုရထားတာပါဒါဆိုရင်တော့နီးပင်ကြမျိုးစုံကိုပေါင်းဆက်ပြီးတော့ဒီကိုပြောက်ရင်တွေကိုလိုက်နေရတာပဲတကယ်လက်တွေဖြစ်ရတဲ့ခုကိုကြည့်အောင်အမြန်တော့ ပစ်ပုတ်တစည်းကိုခြေအားခံတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်တစ်ခုရှိတယ်လို့ကြားတယ်။အဲ့ဒါလေးနည်းနည်းပြောပြပါအောင်။ဟုတ်ပါတယ်။ဒါကတောင်ပိုင်းကာရိဘီယံပင်လယ်ပြင်မှာခြေခဲ့တာပါ။ American ရဲ့မူရစီတိုက်ဖြန့်ရေးစစ်စင်ရေးတွေလုံနေရင်းနဲ့ရတတပတ်ပေါင်းများစွာကြောင်းစောင့်ကြည့်ခဲ့ရတဲ့ပစ်မှတ်တစ်ခုပါ။ရတတပတ်တွေနဲ့ချီပြီးတော့တောင်လား။ဟုတ်ကဲ့။ဒီစောင့်ကြည့်မှုမှာတရင်ရင်မဲ့ပေါင်းစုံကရတဲ့အချက်လက်တွေရဲ့ MQ9 Reaper drone ရဲ့စင်ဆက်မပြေစောင့်ကြည့်မှုတွေရဲ့ပေါင်းဆက်ခဲ့ပါတယ်။အဲ့ဒီပင်မကဘယ်လိုတင်ပေါ်မျိုးလဲ။နာကိုဆပ်လား။ဒီတစ်ခုပင်မကတော့နာကိုဆပ်တော့မဟုတ်ဘူး။ဒါပေမဲ့အလားတူကိုပြောက်ဖို့ကြိုးစားတဲ့အထူးဒီဇိုင်းထုတ်ထားတဲ့ full line speed boat အမျိုးအစား။အမြန်လား speed boat ပေါ့။ဟုတ်တယ်။မွန်ဂိုလုံငန်းနေမှာတုံးလေးရှိတဲ့အယားမြန်တဲ့ speed boat မျိုး။သူတို့အမြန်နှုန်းကပင်လယ်မှာတနိုင်ကီလိုမီတာ84ကနေ117အထိ။ 1540 nats la ti shi nai de toro myanda toro myanda be di timbo ga name so ne jaw cha de venezuela yazwick fort trinde ragwe ne sasat nai de lo yu sa khe de di law myan de speedo ko belo che ra khan bi be a che ma tai khai khit khe da le khmyar တင်ဘောက Venezuela ရေပိုင်းနဲ့ကနေထွက်ပြီးနိုင်ငံတကာရေပိုင်းနဲ့ထဲကိုဝင်လာတဲ့အချိန်မှာ American အနာပိုင်းတွေကဒါကမူရစ်မောင်ခိုတယူပို့ဆောင်ရေးဖြစ်တယ်ဆိုတာကိုအတည်ပြုနိုင်ခဲ့တယ်။ အဲ့တော့မှစားတာပေါ့ဟုတ်တယ် MQ9 drone ကအဆက်မပြတ်ခြေတာခံထားပြီးတော့တမတရဲ့ computer ရတာနဲ့တိုက်ခိုက်မှုကိုစတင်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုမှာ MQ9 Reaper နဲ့ Hellfire missile တုံးခဲ့တယ်ဆိုတော့အဲ့ဒီအဓိကမိကုံပြန်ရောက်ပြီးဒီလောက်မြန်နေတဲ့ရှောင်းတိန်နေနိုင်တဲ့ speed boat ကိုဒုံးကြီးကဘယ်လိုလုပ်ပြီးထိရောက်ပစ်နိုင်တာလဲဒါဟာတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်ကဲ့ MQ9 Reaper drone ကသူ့ရဲ့အစစ်မြစ်အာယုံခံကိရိယာတွေ ပစ်မဲ့ချိန်စနစ်တုံးပြီးတော့ speedboat ကိုအဆက်မပြတ်ချင်တာခံထားတာပေါ့။အင်း lock ချတာ။ဟုတ်တယ်။ဒုံးကြီးပစ်လွတ်လိုက်ပြီးရင်တောင် drone ကပစ်မဲ့ရဲ့အမြန်နုံလာရရွေလျမှုပုံစံတွေကိုတွက်ချက်ပြီးအချက်လက်တွေကိုဒုံးကြီးစီ အချိန်နဲ့တပြင်းကြီးပို့ပေးနေတုံးပဲ။အာဒုံးကြီးကိုသတင်းပို့နေတာ။အဲ့လိုသဘောမျိုးပေါ့။ Hellfire missile မှာကိုယ်တိုင်အစင်မြင့်လွန်ညွန့်စနစ်ပါပြီးတာ။ဒါကများစွာအချင်းလေးစားသုံးမဟုတ်ရတာသုံးပြီး ပစ်မှတ်ကနေပြင်လာတဲ့အချစ်ပြမှုတွေကိုဖမ်းယူပြီးပစ်မှတ်ကိုလော့ချထားတာဆိုလိုတာက drone ကမျက်စိဒုံးကြီးကလက်နက်နှစ်ခုကအဆက်မပြတ်ဆက်သွဲနေပြီးပစ်မှတ်နောက်ကိုတောက်လျှောက်လိုက်နေတယ်ဆိုတဲ့သဘောပေါ့အတိအကျပါပဲနောက်ပြီးအရင်အရေးကြီးတဲ့အချက်က hellfire ဒုံးကြီးရဲ့အမြန်နှုံးပဲသူကအတန်ထက်မြန်တဲ့အမြန်နှုံးတဲ့သွားနိုင်တယ် much one touch ပို့တယ်တနာရီမိုင်960ကျော်လောက်ဟာအများကြီးပဲဟုတ်တယ် ဒါကစပီဘုတ်ရဲ့အမြင်နှုန်းထက်အစာပေါင်းများစွာမြန်နေတာအဲ့တော့အမီလိုက်ဖို့အချိန်ရတာပေါ့ရှောင်းတိန်ပါစီဒုံးကြည့်မှာအမီလိုက်ဖို့လမ်းကြောင်းကိုချိန်ညှိဖို့အချိန်အလုံးလောက်ရတယ်သူ့ရဲ့လမ်းညွန့်စနစ်ကပင်မရဲ့ရွေလာမှုရှောင်းတိန်မှုတွေကိုတွေ့ချက်ပြီးသူ့ရဲ့ပြန်တမ်းမှုလမ်းကြောင်းကိုအလိုအလျောက်ချိန်ညှိသွားနိုင်နေနောက်ဆုံးအခိုက်အတန့်မှာပင်မရဲ့အပူရှင်အမမို့လေးစားအမတ်သားကိုတိတိကျကျလော့ချပြီးထိမှန်အောင်ဖိကတ်နိုင်တာပါအဲ့ဒါကြောင့် MQ9 Reaper drone ရဲ့မြက်မနာချီယာခန်းနိုင်စွမ်းရဲ့ Hellfire ဒုံးကြီးရဲ့အမခန်းအမြန်နှုံးနဲ့တိကျတဲ့လမ်းညွန်စနစ်ရဲ့ပေါင်းဆက်လိုက်တော့တနာရီကီလိုမီတာတတိ0မိုင်း80နီးပါးနဲ့တွားနေတဲ့စီပိတ်ပုတ်ကူတောင်ထိထိရောက်ရောက်ရက်တန့်စေနိုင်ခဲ့တာပေါ့တကယ်ကိုနီးပညာရဲ့အစွမ်းပဲလို့ပြောရမယ်ဟုတ်ပါတယ် ဒရုန်းရဲ့စောင့်ကြည့်နိုင်စွမ်းနဲ့ဒုံးကြီးရဲ့တိကျမှုအမျက်နှုံးလိုပေါင်းစပ်မှုကဒီလိုခက်ခဲတဲ့ပင်လယ်ပြင်ပြစ်မှတ်တွေကိုတိုက်ခိုက်ရမှာအလွန်ထိရောက်စေပါတယ်။ဒါကခက်သစ်စစ်စင်ရေးလေးမှာနီးပညာပေါင်းစပ်မှုဘလောက်အရေးပါတယ်ဆိုတာကိုပြနေတာပဲပေါ့။ကောင်းပါပြီ။ဒီနေ့ကျွန်တို့ဆွေးနွေးခဲ့တာတွေကို ပြန်ချုပ်ရင်အဲဒီနာကိုဆပ်မရင်းလိုကိုပြောက်ရင်ငယ်တွေရဲ့တိဆောက်ပုံသူရဲ့စိန်ခေါ်မှုတွေပြီးတော့သူတို့ကိုတိုင်ပြန်ဟိုအမေရိကန်ဘက်ကအဖြစ် သုံးပြုနေရတဲ့အင်ဟာအထူးသဖြင့်ညီပညာရဲ့အတိုင်းအတာကိုကောင်းကောင်းတွေ့မြင်ခဲ့ရပါတယ်ဟုတ်ကဲ့ AC 13 gunship ရဲ့ Avataya ပစ်ခတ်မှုကနေ MQ9 Reaper drone နဲ့ Hellfire missile တွေတိကျတဲ့တိုက်ခိုက်မှု MH60 Seahawk ရဲ့ပတ်စုံထုံးနိုင်မှုအထိပေါ့ဒီချက်ဒီအားလုံးကဖားကိုမိမောင်းထိုးပြနေတယ်လဲဆိုတော့လေမူရစေမောင်းခုံမှုတိုက်ကြီးတွေရေးတယ်ဆိုတာကဘလောက်ထိရှုပ်ထွေးလဲဘလောက်ထိကုန်ကြစေများလဲ ပြီးတော့နီးပညာပေါ်ဘလောက်အကြီးကျယ်မိခုနေရလဲဆိုတာပါပဲတာဟာတကယ်ကိုအဆက်မပြတ်ပြောင်းလဲနေတဲ့နီးပညာစစ်ပွဲကြီးတစ်ခုလို့ထင်နေပြီဟုတ်ပါရဲ့ဒီနေရာမှာနောက်ဆုံးအနေနဲ့စနစ်ကြလေးတစ်ခုထားခဲ့ခြင်းပါရဲ့အခုလိုအစဲမင်းနီးပညာတွေနဲ့ဘလောက်ပဲဖျားပေးတိုက်ခိုက်နေပါစေဟိုဘက်ကမွေးစင်းမောင်ခိုးသမားတွေဘက်ကလည်းတို့ရဲ့နီးလန့်တွေကိုအမေရန်တီထွန်ပြောင်းလဲနေမှာလိုက်လို့ညီတွေဖြစ်အောင်လုပ်နေမှာတည်ကြပါရဲ့ဟုတ်တယ်ဟုတ်သူတို့လည်းရနေမှာမဟုတ်ဘူး မှတ်ပါတယ်သူတို့လည်းနီးပညာကိုသုံးပြီးရှောင်းတင်းဖို့နီလန်းတစ်တွေရှားဖွေနေမှာပဲဒါကဘယ်တော့မှအဆုံးမသက်နိုင်တဲ့ကြောင်းနဲ့ကြွက်ကစားခွဲကြီးလိုဖြစ်နေမှာပါအနာဂတ်မှာတော့ဒီကစားခွဲကဘယ်လိုများပြောင်းလဲသွားနိုင်မယ်လို့ထင်ပါတယ်လေဒါကအရန်စိတ်ဝင်စားစရာကောင်းတဲ့မိကွန်းပဲမွန်ဂိုသမားတွေဘက်ကနေပိုသိငေပြီးပိုပြီးကိုပြောင်းနိုင်စွမ်းမြင့်တဲ့ဦးရီလူမပါပဲအလိုအယောင်မောင်းတဲ့ရေအောက်ရင်တွေ autonomous underwater vehicles AUVs လို့မျိုးနည်းပညာတစ်တည်းအတီထွင်ထုံးလာနိုင်မလားလူမလို့တဲ့ယင်တွေပါဟုတ်ကဲ့ဒါမှမဟုတ် artificial intelligence AI ကတော့ဒီလိုရှာဖွေခြေရာခံမှုနဲ့တံပြန်ရှောင်တီးမှုတွေမှာဘလို့အခန်းကဏ္ဍနေပါဝင်လာနိုင်မလဲတစ်ဖက်မှာလည်းကံပြန်တိုက်ဖြစ်ရည်နည်းပညာတွေကဘလို့တိုးတက်ပြောင်းလဲလာအောင်မလဲဒါတွေကတော့ဂျင်းရိုးဆက်ပြီးစောင့်ကြည့်ရမယ်အဖြေရွှာရမယ်စိတ်ဝင်စားစရာအနာဂတ်စင်ခေါ်မှုတွေဖြစ်လာမှာသိချပါရရှင်